ဩပြုမိမှားလေခြင်းပြောမိမှားလေခြင်းဆိုပြီးတော့မှားရင်းတဲ့အပြောတွေမှားရင်းတဲ့အလုပ်တွေကြောင့်မှားရင်းတဲ့ရလဒ်တွေခံရပြီဆိုတော့နောင်တရလာဟုတ်လားနောင်တကလာမဲ့အနာကမှာအချိန်မီပေါ်နိုင်တယ်ဟုတ်လားဒီအလုပ်လေးမကောင်းတဲ့အလုပ်လေးကိုလုပ်ပြီးတော့လုပ်ပြီးပြီးချင်းလဲနောင်တရနိုင်တယ်တချို့ကြတော့လုပ်ပြီးပြီးချင်းမရဘူးတရက်နှစ်ရက်နေမှပြန်တွေးမိမှရတယ်တချို့လာနေချီတချို့နှစ်နဲ့ချီတယ် တချို့ဒီကနေ့ကြမှာအမှတ်ရပြီးတော့နောင်တရတယ်တချို့ကြတော့လေဟိုနောက်ဘဝကြမှာနောင်တရရလည်းရှိတယ်ကြားဘူးလားဒုသနာသောဆိုတာကြားဘူးလားဗေဒဲကနေသူတို့ဩနေတာတော့ငရဲဦးတွေကနေဩနေတာအဲ့ဒီဒုသနာသောရဲ့အဓိပ္ပာယ်အကျေကအာကောင်းတာကိုလုတ်ခွန့်လုတ်ခွန့်ရှိတုန်းကကောင်းတာမလုတ်ခဲ့မိဘူးမိုက်မိုက်မဲမဲနေခဲ့တာအခုမိုက်မဲတာတွေကိုရှောင်လို့လည်းမရဘူးဒီအပြစ်ကြီးကဘယ်တော့မှလွတ်မှာလဲတကယ်လို့များ လူဘဝပြန်ရောက်ရင်ဒါမျိုးတွေမလုပ်တော့ပါဘူးလို့နောင်တတရားနဲ့ဘာလုပ်နေတာလဲဆိုတော့ငရဲပြည်ကနေဖြောင်းကျက်လှမ်းပေးနေတာသူတို့ဘာတွေလုပ်ခဲ့ပါလဲအဲ့ဒါမျိုးနောက်မလုပ်တော့ပါဘူးတော်တော်မှားတာပဲလို့သူတို့ကြတော့ဘယ်ကြမှာနောင်တရငရဲပြည်ရောက်မှနောင်တရတာလုံတုံးကတော့ပြိုပြိုရွှင်ရွှင်ပဲတထေသားလေးယောက်ဘဝနဲ့လှုပ်သွားတာလေဟုတ်လားဒါကြောင့်နောင်တကလည်းအနာဂတ်မှာရပုံရတဲ့အချိန်ချင်းတူနိုင်သလားမတူနိုင်ဘူးဟုတ်လား တခါတလေဆိုရင်ဒီနေ့လုတ်တယ်ဒီနေ့ပဲရတယ်နောင်တာအဲ့ဒါကတော်တော်လေးဉာဏ်ရှိတယ်တတိရှိတဲ့လူတွေမှာဖြစ်တတ်တဲ့နောင်တာပေါ့နော်ပြောမိမှအသေးလေးတွေရှိတယ်လုံမိမှအသေးလေးတွေရှိတယ်ငါဒီလိုမလုတ်လိုက်ရင်ကောင်းမှာပဲဒီလိုမပြောမိရင်ကောင်းမှာပဲလို့အကြီးကြီးထိခိုက်နစ်နာသွားတာမျိုးတော့မရှိဘူးပေါ့ဟုတ်လားအကြီးကြီးထိခိုက်တာမျိုးတော့မဟုတ်ဘူးဒါပေမဲ့အသေးလေးကလည်းအသေးလေးနဲ့တန်သည့်အလို့ဆိုတာနှလုံးသားကိုဆုတ်ချေတာပဲဗျဟင်တစုံတစ်ယောက်ကိုမာနနဲ့ဒေါသနဲ့ထိထိခိုက်ခိုက်ပြောလိုက်မိတယ် အဲ့လိုကလည်းသူ့မှာတတော်ကိုထိခိုက်သွားတယ်စိတ်ပြက်သွားတယ်ခံစားရသွားတယ်ဆိုရင်ကိုကအဲ့ဒီဒေါသလေးပြေးသွားပြီမာနလေးပြေးသွားပြီဆိုဟောငါဘာလို့မြန်ပြောလိုက်မိပါလဲမပြောလိုက်မိရင်အကောင်းစားအဲ့ဒါပါလေနောင်တာ နောက်ထပ်ရတာနော်အေးအဲ့လိုစောစောစီးစီးရလို့ရှိရင်တော့မဆိုးဘူးပေါ့ဗျာနောက်ဒါမျိုးငါမပြောဘူးဆိုတဲ့အတွေ့အလေးပေါ်နိုင်တယ်ဟုတ်လားတချို့နောင်တာတွေကြတော့နှောင်းမှရတာဒေဂာနီးမှရတဲ့နောင်တာတွေရှိ နောက်ဘဝမကောင်းတဲ့နေရာကျမှရတဲ့နောင်တာတွေရှိတယ် နော်တော်တော်ကြောက်เสียကောင်းတဲ့နောင်တတွေပေါ့ဟုတ်လားအဲ့ဒီတော့နောင်တတွေ ਨੇ ပတ်သက်ပြီးတော့ပြုမိမှာပြောမိမှားတွေဦးဇင်းတို့အရေးကြီးတာလေးတွေကြီးရွေးပြီးတော့ပြောခြင်းနော်တန်းပြီးတော့ပဲဖြတ်ပြီးတော့ပဲပြောလိုက်မယ်ဗျာအမေအဖေ ਨੇ ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့ဟုတ်လားဒါအရေးကြီးတာကိုအရင်ပြောလိုက်တယ်နော်အမေအဖေရှိကြသေးတယ်အမေအဖေ ਨੇ ပတ်သက်ပြီးတော့နောင်တမရကြပါစေနဲ့နော်ပြုမိမှာပြောမိမှားတွေကြောင့် ပူလောင်ရတယ်ဗျကိုကဒါဟာကြီးသူအကြီးဆုံးမြစ်တာအကြီးဆုံးလို့နားလေတယ်သိတယ်ဟောဒေါသအလျောက်မခံကျင်သိအလျောက်ကိုယ့်ရဲ့မကျေနပ်မှုအလျောက် ပြောတော့ပြောလိုက်တာပဲပြောလည်းပြီးရောဆင်းရဲတော့တာပဲဟုတ်လားဒါကကိုကအသိဉာဏ်လေးရှိလို့တချို့အသိဉာဏ်မရှိတဲ့အင်မတန်မိုင်မဲတဲ့ပုံကိုယ်တွေကြတော့ကိုရီးလက်ရောက်တော့မိဘရဲ့အပေါ်မှာ နောင်တရတဲ့အကြောင်းတွေကိုလှုပ်တဲ့တယ်အဲ့ဒါလူငယ်တွေအတွက်နည်းနည်းလေးရည်ရွယ်ပြောပြမယ်ဦးဇင်းတို့ မြတ်စွာဘုရားလက်ထက်ကအင်မတန်ဆူဆုံးမရခက်တဲ့ယဟန်တပါးရှိတယ်။ဒုဗ္ဗဇ္ဇလို့ခေါ်တာပေါ့လေ။ပြောရခက်တဲ့ယဟန်ပေါ့။အဲ့ဒါမြတ်စွာဘုရားကခေါ်ပြီးတော့ဆုံးမတယ်။จิตသားအပြောရမခက်နဲ့အပြောရခက်ရင်မင်းရေရှည်ဆင်းရဲလိမ့်မယ်။မင်းအရင်တုန်းကလည်းအပြောရခက်လို့မင်းရေရှည်ဆင်းရဲခဲ့ရဘူးပြီဆိုပြီးတော့ဦးဇင်းတို့စတုဒ္ဝါရဇ္ဇဇလန်းလေးတူတာရှိတယ်။မိတ္တဝိနကဇ္ဇလို့လည်းဇလန်းတစ်ပုဒ်ရှိတယ်။ မိတ္တဝိန္ဒကတဲ့တခုသောဘဝတုန်းကအဲ့ဒီယဟန်ကမိတ္တဝိန္ဒကဆိုပြီးတော့တထေသတယောက်ဖြစ်တာဗျနော်အဲ့ဒီမှာတထေကြီးကသေသွားတော့မိခင်မုတ်ဆိုးမကြီးနဲ့နေတာအဲ့ဒါဘာစကားမှနားမထောင်ဘူးဒီမိခင်ကြီးပြောတဲ့စကားကိုမိခင်ကြီးကသောတာပန်ကြီးကတ္တပမြတ်စွာဘုရားလက်ထက်မိခင်ကြီးကသောတာပန်ကြီးသောတာပန်ဆိုတော့အမှန်လေအများကြီးမြင်ပြီလေလုံးဝမမားတော့ဘူးလို့တောင်ပြောလို့ရပါတယ် ဟုတ်လားယဟန္တာဆိုရင်တော့လုံးဝမမှားဘူးပေါ့သို့တော့သောတာပန်လေးပဲအပေကြလောက်အောင်တော့အမှားတော့ဘူးပေါ့ဟုတ်လားအေးသားကိုလမ်းညွှန်နေအမြဲတမ်းဆိုဆုံးမှတယ်ဒါပေမဲ့ဘယ်တော့မှ နားမထောင်ဘူးနော်နားမထောင်တော့တနေ့တော့မိခင်ကြီးကသောတာပန်ဆိုတော့တန်ရောရှင်ကမကုန်သေးဘူးကိုကဝမ်းနဲ့လွယ်ပြီးတော့မွေးခဲ့ရတဲ့သားဆိုတော့မိုက်တော်လည်းပဲချစ်နေရတာပေါ့လေဟုတ်လားအဲ့ဒါနဲ့ငါသားမင်းအကြောင်းတော်ကိုသွားပြီးတော့ဥပုံဆောင်မယ်တရားနာမယ်ဆိုရင်မိကငွေတစ်ထောင်ပေးမယ်ငွေနဲ့ဖျားယောင်းတာ အဲ့ဒါသွားတော့သွားပါရဲ့ဥပုပ်ကလေးယူပြီးတော့သီလတော့ရတယ်ဘာတရားမှမနာဘူးဂျောင်းတနေရရမှအိပ်ပြီးတော့မနဲ့လင်းတော့ပြန်လာတယ်အင်းလေးရောက်ရောအမေကိုအတင်းအာမငွေတစ်ထောင်တောင်းတယ်အဲ့ဒါမေကြီးကပေးတယ်အဲ့ဒီငွေတစ်ထောင်ကိုအမိပြုတ်ပြီးတော့သူကုံသွားကူတာဗျသင်္ဘောစိတ်မှာအဲ့ဒါကံအားလျော်စွာငွေတသိန်းနဲ့နှစ်ထောင်သူ့မယ်စုမိတယ်တဲ့အဲ့တော့သူကဘာလုပ်တုံဆိုတော့လောဘတွေတက်လာပြီးတော့ဒီမိခင်ကြီးငါ့ကိုတိတ်ဆရာလုပ်တာပဲ သူနဲ့တော့အတူမနေဘူးဆိုပြီးတော့ဟိုပင်လေကိုဖြတ်တဲ့ရွက်လေတစ်စင်းသူဝယ်တယ်ဟုတ်လားဝယ်ပြီးတော့သူပင်လေကိုဖြတ်မယ်ဆိုပြီးတော့ဖြတ်တယ်မေကြီးကိုသူတိုင်မင်းတယ်တိုင်မင်းတာမဟုတ်ပါဘူးသူကဆုံးဖြတ်ပြီးမှပြောလာပါအဲ့ဒါမေကြီးကငါသားမေတစ်ခုသားတစ်ခုဒီမှာပစ္စည်းတွေအများကြီးရှိတယ်ဒါမင်းဟာတယ်ကြီးပဲဘာကိစ္စသွားမှာတော့ဘလို့မှတားလို့မရဘူးတားလို့မရတော့မေကစိုးရင်စိတ်နဲ့သားကို လက်ဆွဲတာမသွားပါနဲ့ငါသားရဲ့ ူလက်ကိုဆွဲရကောင်မလားဆိုပြီးတော့ယုံပြီးတော့တခါတည်းမအေးကိုရိုက်ထားခဲ့တာဗျာအဲ့ဒါမအေးကြီးကလဲပြီးတော့နေရစ်တာသောတာပန်မိခင်ကြီးမိခင်မှာရိုးရိုးမိခင်မဟုတ်ဘူးသောတာပန်မိခင်ကြီးအဲ့တော့အပြစ်ကတော်တော်ကြီးကြီးသွားတာပေါ့နော်ငကိုတုံးကလည်းသူ့စိတ်ထဲမှာဒီမိခင်ကြီးပေါ်မှာမကျေနပ်တဲ့စိတ်တွေကလည်းမနှောကန်အနေနဲ့လွန်ကျူးတာတွေလည်းအများကြီးရှိမှာပေါ့အေးအဲ့ဒီအပြစ်တွေကိုပိုက်ပြီးတော့သူသွားတာအဲ့ဒီသင်္ဘောနဲ့သူသွားတာသွားတော့သင်္ဘောပြက် သင်မပြတ်တော့သူဟိုလူယုံမှာဆင်းရင် သူ့ကိုကြာမဲချတော့အဲ့ဒါသုံးချိန်တိတိကြာတော့သူ့ကိုဖောင်ကလေးတစ်ခုပေါ်မှာတင်ပြီးတော့မျောလိုက်တယ်သူတင်တော့အကျမ်းမြင့်ပဲပြောပဲနော်အေးအရှိကြီးပြောပြောလို့အချိန်မရတော့ဟုတ်လားအဲ့ဒီတော့သူဘယ်ရောက်သွားတော့ဆိုတော့ဖောင်ကလေးနဲ့မျောသွားတော့ဟိုပိဋ္ဌာမတွေနေတဲ့နေရာတစ်ခုကိုတွေ့တာပင်လေသမှုတွေအရဆိုလားအင်မတန်ကျယ်ဝန်းတယ်ဆန်းကျယ်တယ်အဲ့ဒါသူကပိဋ္ဌာတွေလို့မသိဘူး အဲ့ဒါဖန်ဘိမှန်နဲ့တိတ္တမ9ရောက်တွေ့တယ်နေဆံညခံပေါ့လေ။အော်9ရက်ခံ9ရက်ဆံ ਨੇ ။အဲ့ဒါနဲ့သူ9ရက်ဆံသားပြီးတော့9ရက်ခံလဲကြတော့သူမနေနိုင်ဘူး။ဆက်ပြီးတော့ခီးထွက်တယ်။နောက်ထပ်14ရောက်နဲ့တွေ့တယ်။ဟုတ်လား။အဲ့နောက်ဆုံး32ရောက်နဲ့တွေ့တယ်။အဲ့ဒါလည်းသူအကုန်လုံးကိုရှွန့်ပြီးတော့သွားတာပဲ။သွားတော့နောက်တော့ဘာရောက်သွားတော့ဆိုတော့တကားပေါက်၄ပေါက်နဲ့အုတ်တတိုင်းကြီးခတ်ထားတဲ့သူကတော့မြို့လို့ထင်တာ။အမှန်ကတော့ငရဲကိုရောက်တာ။နော်။ ဲ့ဒါသူကမြို့ထင်ပြီးတော့ငါဒီမြို့ထဲဝင်ပြီးတော့ဘူကြမယ်ဆိုပြီးတော့ဝင်သွားတာဟိုလည်းရောက်ရောသူတော်တော်ပျော်သွားတယ်ဟာလူတွေကတဲ့အများကြီးပဲတဲ့အဲ့ဒီလူတွေကခေါင်းမှာဟိုကြာပန်းကလေးတွေပန်းပြီးတော့ဟုတ်လားမျက်နာပေါ်မှာလည်းပဲဆန်တကူးကြီးလေးတွေလိမ့်ပြီးတော့ဟုတ်လားဒီကိုယ်လုံးလည်းပဲရင်လွမ်းတစားတွေနဲ့လှလှပပပါဇက်ကလည်းတီးတချင်းတွေတီးဆိုးပြီးတော့ပျော်ရွှင်နေကြတာပဲတဲ့ဟာတော်တော်ဟုတ်တာပဲဆိုတော့သူကအပျော်ဓာတ်တွေကူးပြီးတော့ အဲ့ဒီလူတွေရဲ့ခေါင်းမှာပန်းထားတဲ့ဘရုံမှာကြာပန်းကိုတောင်းတာအမှန်စင်စစ်အဲ့ဒါတွေကဘရုံမှာကြာပန်းမဟုတ်ဘူးတင်တုံးသားဆက်တည်းအဲ့ဒါငရဲပြီဒါပေမဲ့သူ့ရဲ့ဆူဆုံးမခက်ချင်းကိုအကြောင်းပြုပြီးတော့မိုက်နောင်တရဖို့အကြောင်းကလေးဖမ်းလာပုံကလေးကစိတ်ဝင်စားတယ်ရနော်မအေကိုစော်ကားခဲ့တယ်ဟုတ်လားမကောင်းတာလုပ်ခဲ့တယ်အဲ့ဒီကံတွေကသူ့ကိုလှည့်စားတာဒါပေမဲ့သူကလှည့်စားတယ်လို့ဖယ်တိမှလည်း နော်အဲ့ဒီအသင်တုံးဆက်ကိုဘရုံမှာကြာပန်းထင်တယ်ဟုတ်လားခေါင်းကနေပြီးတော့ပြက်လို့စင်စင်ရဲရဲသွေးတွေစီးကြနေတာကိုဟောနတ်တကူးကြီးတွေလိမ့်ထားတာလို့သူကထင်တာအဲ့ဒီလူတွေကိုလှုပ်မရအောင်ရင်ဘက်ကိုကန့်နှံ့ပြက်ခါကျိုးနဲ့ခိုင်ခိုင်မြဲမြဲတုတ်ထားတာကိုသူကရင်လွှမ်းတစားတွေလို့ထင်တာအဲ့ဒီလူတွေက အော်ဟစ်ပြီးတော့ငိုယိုးနေတာငိုယိုးနေကြတာကိုတချင်းတွေရှူပြီးတော့ပြောနေတယ်လို့ထင်တာတဲ့အဲ့ဒါနဲ့တောင်းတယ်သူကမရမက တောင်းတယ် တောင်းတော့ဟိုကလည်းပေးတာပေါ့ဗျာအဲ့ဒီလူကကံကုံကာနီးအဲ့လိုဖြစ်တဲ့နော်အဲ့ဒါသူ့ကိုယော့လို့လည်းပေးလိုက်ရောသူ့ကောင်းမကိုတန့်ရောက်လာတယ်အဲ့ဒီပုံစံကြီးသူတန့်ဖြစ်သွားတယ်အဲ့ဒီကြတော့မှတင်လုံးဆက်ကြီးမှသူတိတယ်ငိုတော့တာပဲအဲ့ဒီကြမှာနော်ဒါကြောင့်ဦးဇင်းတို့ဗမာစကားပုံလေးရှိတယ်လေငရေပန်းကို ရွှေပန်းထင်ဆိုတာအဲ့ဒါကိုပြောတာ ဟုတ်လားတကယ်စင်စစ်ကငရေပန်းသို့တော်လည်းပဲအကုသိုလ်ကံတွေကလှည့်စားတော့ရွှေပန်းထင်တာဟုတ်လား အဲ့ဒီမှာ तू ယုံထွက်မယ်ဆိုတော့ထွက်လို့ရသေးလားမရတော့ဘူးရင်နှောတဲ့ဇာကလည်းဖြစ်ရှိသွားပြီအဲ့ဒီမှာသွေးတွေစီးကြပြီးတော့ तू အမြဲတမ်းငိုတယ်တဲ့အဲ့ဒါကိုမြတ်စွာဘုရားကတချင်းပြန်ပြောတာကအဲ့ဒီဘဝတုန်းကမြတ်စွာဘုရားကယုတ်ကစိုးနဲ့မင်းတစ်ပါးဖြစ်တယ်အဲ့ဒါ तू ကတကူးကြီးတဲ့နှက်ဖြစ်တော့လှဲ့လေရင်းနဲ့အဲ့ဒီဥတ္တရငရဲကိုရောက်တာရောက်တော့အဲ့ဒီမိတ္တဝိလကနဲ့တွေ့တာတွေ့တဲ့အခါကျတော့နမင်းနဲ့ကျုံမဲ့ ဘလူဟာတွေလှုပ်ခဲ့လို့ဒါကြီးရနေတာလေလို့သူမေးတာမေးတော့မင်းမအေကိုစော်ကားခဲ့လို့အဲ့ဒါကြီးရတာအဲ့လိုပြောတာဘယ်တော့လွတ်မှာလဲဆိုတော့ဒါကတော့မင်းကံရှိသလောက်ခံရလိမ့်မယ်အဲ့ဒီတုန်းကအဲ့ဒါမြတ်စွာဘုရားရဲ့အတွေ့အကြုံပေါ့နော်အဲ့ဒါကိုဘုရားဖြစ်တော့ပြန်ပြီးတော့ပြောပြတာจิตသားယဟန်မင်းဆိုဆုံးမှခက်တဲ့အဖြစ်မျိုးမှာရေရှည်ရက်တည်မနေနဲ့မင်းဒုက္ခရောက်လိမ့်မယ် အရင်တုန်းကမင်းပြောစကားနားမထောင်ခဲ့လို့မင်းဒုက္ခရောက်ခဲ့ပြီမင်းအဲ့ဒီတုန်းကမိုက်နောင်တတွေနဲ့အချိန်ကြာမြင့်စွာငိုကြွေးခဲ့ရဘူးတယ်ဆိုပြီးတော့အဲ့ဒီမှာမြတ်စွာဘုရားအဲ့ဒီဇတ်တော်လေးကိုဟောတယ်ဒါကဦးဇင်းတို့နောင်တတရားတွေထဲမှာကြီးမားတဲ့နောင်တရစီတတ်တဲ့အကြောင်းပေါ့ဟုတ်လားအေးဒါကြောင့်အရေးကြီးတာလေးတွေကိုလူငယ်လေးတွေအတွက်ဦးဇင်းတို့ရည်ရွယ်ပြီးတော့ပြောပါတယ်နော်မိဘနဲ့ပတ်သက်ပြီးတော့မတိမ်းပါစေနဲ့မဆောင်းပါစေနဲ့ဘာဖြစ်လို့လဲ မိဘဆိုတာကိုယ်အတွက်တာမန်လူမဟုတ်ဘူးသူများအတွက်တော့တာမန်လူပေါ့နော်ဒါပေမဲ့ကိုယ်မိဘဟာကိုယ်အတွက်တော့တာမန်လူမဟုတ်ဘူးသူများနဲ့တန်းတူထားပြီးတော့ဆက်ဆံလို့မရဘူးဘာဖြစ်လို့လဲကိုယ်ပေါ်မှာမေတ္တာကြည်လွန်လို့ဟုတ်လားကိုယ်ပေါ်မှာကျေးဇူးကြည်လွန်လို့ဟုတ်လားအေးအဲ့ဒါကမိဘနဲ့ပတ်သက်ပြီးတော့